ထမြောက်ရာကျမ်းခန်းကြီး6ထာဝရဘုရားကလည်းငါသည်ဖာရောမင်း၌အဘဲ့အုပ်ပြုမိကိုတင်းတည်ယခုတည်လိမ့်မည်သူသည်ကြီးစွာသောတကိုးကိုတွေ့မိ၍ငါဤလူတို့ကိုလှုပ်ရလိမ့်မည်ကြီးစွာသောတကိုးကိုမြင်တွေ့၍သူတို့ကိုမိမိပြေမှနှင်ထုတ်ရှားလိမ့်မည်ဟုမောရှိအားမိတ်တော်မူ၏တပံဘုရားသခင်သည်မောရှိ၌ပြားရိုက်တော်ထားတော်မူသည်ကငါသည်ထာဝရဘုရားဖြစ်၏ ငါသည်အာဗြဟံဣဇက်ယာကုပ်တို့၏အနန္တတကုရှင်ဘုရားသခင်နာမနှင့်ထင်ရှားတော်လေထာဝရဖျားနာမအဖြစ်သူတို့သည်ငါကိုမတိကြသူတို့သည်အယက်ရလှဲ့၍ဧဒေနေယာပြည်ခါနန်ပြည်ကိုသူတို့အားပေးခြင်းငါသူတို့နှင့်ငါပြုတ်သောဗြိညာဉ်ကိုငါတီးစီပြီအေဂုတ်တို့ လူတို့သည် အစီကျုံခံစီသောဤတီလာအမျိုးသားတို့ဤညီတွားမိတန်းချင်းအတန်ကိုငါကြားရပြီငါပြညာကိုလည်းငါအောက်မေ့ထို့ကြောင့်ဤတီလာအမျိုးသားတို့အားကြောရသော စကားဟုမူကားငါသည်ထာဝရဖျားဖြစ်၏ငါသည်လည်းတင်တို့ကိုအေဂုတ်တို့ လူတို့လက်မှလွှတ်၍သူတို့သည်ညင်းဆဲခြင်းထဲကနှုတ်ယူမည် လက်ဆန့်ခြင်းကြီးစွာသောဒဏ်ခတ်ခြင်းအပြင်တင်တို့ကိုငါရွေးမိငါဤလူမျိုးဖြစ်စေခြင်းကတင်တို့ကိုငါတိမ့်ယူမိငါသည်လည်းတင်တို့ဤဖရာသခင်ဖြစ်မိငါသည်တင်တို့ကိုအေကုတ်တို့ လူတို့လက်မှလွတ်တော်တင်တို့ဤဖရာသခင် ထာဝရဖရာဖြစ်ကြောင်းကိုတင်တို့တိရကြလိမ့်မည်ငါသည်လည်းအာဗြဟံအိဇက်ယာကုပ်တို့အားပေးမိဟု ကျင်ဆူသောပြည်တော်ငါပို့ဆောင်၍အမွေခံစီယာဖို့ပေးမိငါသည်ထာဝရဖျားဖြစ်၏ဟုမိန့်တော်မူ၏ထိုတော့မောရှိသည်ဤတေလအမျိုးသားတို့အားဆင့်ဆိုတော်လဲသူတို့သည် အလွန်စိတ်ပင်ပန်း၍ကြမ်းတမ်းစွာညှင်းဆဲခြင်းကို ခံရတော်ကြမောရှိစကားကို နားမထောင်ဘဲနေကြ၏ထာဝရဖျားကလည်းအေဂုတ်တုရှင်ဘရင် ဖာရောမင်းထံသို့ဝင်၍ သူသည်ဤတေလအမျိုးသားတို့ကိုမိမိပြေမှလွှတ်ရမည်အကြောင်းပြောလိုဟု မောရှိအားမိန့်တော်မူ၏မောရှိကလည်းဤတေလအမျိုးသားတို့ဤအကျွန်ုပ်ပြောသောစကားကိုနားမထောင်ဘဲနေသည်ဖြစ်၍အေးပြားလေးချင်းကို မခံသောနှုတ်နှင့်ပြောတတ်သောအကျွန်ုပ်ဤစကားကိုဖာရောမင်းသည်အဘဲ့တော့နားထောင်ပါမည်နီဟု ာဝရဖျားရှေ့တော်မှာရှောက်ဆို၏ဒေါ်ရရင်မောရှိနှင့်အာရုံသည်ဤတေလအမျိုးသားတို့ကိုအေဂုတ်တို့ပြည်မှနှုတ်ဆောင်ရမိအကြောင်းထာဝရဘုရားသည်သူတို့ကိုခေါ်၍ဤတေလအမျိုးသားတို့ထံသို့၎င်းအေဂုတ်တို့ရှင်ဘရင်ဖာရောမင်းထံသို့၎င်းစီခိုင်းမာထားတော်မူ၏ဤတေလအမျိုးသူတို့ဤအမိဟုမူကားဤတေလတာဦးရူဘင်တာကဟန်နော ဖာလူဟေဇယုံကာမိတီဣတူတုတီရူပေအမျိုးအနွယ်ဖြစ်ရှိမောင်ဤသားကရှောင်မွေလယာမင်အောဟတ်ယခိဇောဟာခါနံအမျိုးသမီးမိမဤသားရှောလတီဤသူတို့သည်ရှိမောင်အမျိုးအနွယ်ဖြစ်လေဝိသားအဆွေအမျိုးအလိုက်ဟုမူကားဂေရရှုံ ကောဟတ်မေယာရီတီလေဝိအသက်ဒီအနှစ်139နှစ်ရှိတည်းကေရရှုံသားအဆွေအမျိုးအလိုက်ဟုမူကားလီဘနီနဲ့ရှီမီတီဟောဟက်တာကအမရန်အဇဟာဟေဘျုံအောဇီလာတီကောဟတ်အသက်ဒီအနှစ်133နှစ်ရှိတည်း မေရရိတာကမဟာလိနဲ့မုရှိတီဤသူတို့သည်လေဝိအစိုးအမျိုးအတီးတီးဖြစ်တည်းအာမယန်သည်မိမိအရိယောခေဘက်နဲ့စုံဘက်၍သူသည်အာရုံနဲ့မောရှိကို၎င်းသူတို့အမမိရန်ကို၎င်းဖွာလေအာမယန်အသက်သည်အနှစ်139နှစ်ရှိတည်း အေဇဟာတာကကောယနေဘက်ဇီကရီတီအောဇီလာတာကမိရှိလာအေလဇာဖန်တီတရီတီအာရုန်ဒီအမိနဒန်သမီးနာရှုံနမအေလိရှဘာနဲ့ဆုံဖတ်ရသူဒီနာဒန်အဘိဟုအေလဇာအီတမား တို့ကိုဖွားလေ၏ကောရသားကအတိရအေလတ်ကာနအဖြတ်တတ်တီဤသူတို့သည်ကောရအဆွေအမျိုးဖြစ်သည်အာရုံသားအေလဇာသည်ပူတေလတမီတယောက်နဲ့စုံဖတ်၍သူသည်ဖိနဟတ်ကိုဖွားလေ၏ဤသူတို့သည် လေဝိအမျိုး အတီတီတို့ဤအဆွေအမျိုးသူကြီးဖြစ်ကြသည်ထာဝရဘုရားကဤတီလာအမျိုးသားဘောပါတို့ကိုအေဂုတ်တို့ပြေမှနှုတ်ဆောင်လောဟု မိန်တော်မူသောစကားကို ခံတော်သူဤတီလာအမျိုးသားတို့ကိုအေဂုတ်တို့ပြေမှနှုတ်ဆောင်ခြင်းငှာအေဂုတ်တို့ရှင်ဘရင် ဖာရောမင်းထံ၌ရှောက်ရသောသူတို့သည် ထိုအာရုံနှင့်မောရှိဖြစ်သည် အေဂိုတို့ပြည်မှာထာဝရဖျားသည်မောရှေအားဗျာဒိတ်ထားတော်မူသောနေ့ရက်၌လေငါသည်ထာဝရဖျားဖြစ်၏ငါမှားလိုက်သည်မြတ်တို့ကိုအေဂိုတို့ရှင်ပင်ဖာရောမင်းအားပြန်ပြောရမည်ဟုမောရှေအားထာဝရဖျားမိန်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်အေးဖျားလီကြီးကို မခံသောနှုတ်ရှိသည်ဖြစ်၍ ဖာရောဘုရင်သည်အကျွန်ုပ်စကားကိုအဘဲ့တော့နားထောင်ပါလိမ့်မည်ဟုထာဝရဘုရားရှေ့မှရှောက်ဆို၏